မြန်မာတနိုင်ငံလုံးမှာ EV charging station ပေါင်း214ခုရှိတယ်ဆိုတာသိပြီးပြီလားဘယ်ကားကိုမဆို insurance ထားခြင်းနဲ့ဆိုလို့ရှိရင် application တစ်ခုထဲမှာကိုယ်တိုင်တွက်လို့ရတယ်ဆိုတာရောသိပြီးပြီလား EV နဲ့ပတ်သက်လို့ရှိရင်အားလုံးကို one stop service ရတဲ့ EV နဲ့ application ကိုသုံးဖို့အတွက် member ကြီးပေးစရာမလိုဘူးဆိုတာရောသိပြီးပြီလားအားလုံးမေးလာပါ ကျွန်တော်ဒီနေ့ရောက်နေတဲ့နေရာကတော့ EV နဲ့ဝင်းထဲမှာဖြစ်ပြီးတော့ EV နဲ့ဆိုတာလူတွေတော်တော်များများသိနေကြတာ EV ကားမျိုးစုံကိုတနေရာထဲမှာရောင်းလို့ရတယ်ဝယ်လို့ရတယ်ဆိုပြီးတော့သိထားတာအဲ့ဒီအပြင်နောက်ထပ်ဘာရှိသေးရလဲဆိုတော့ EV နဲ့ application ရှိသေးတယ်အဲ့ဒီ application ထဲမှာဆိုလို့ရှိရင် EV ကားနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုအကုန်လုံးကိုတနေရာထဲမှာကြီးစုလေ့လာလို့ရမှာဖြစ်ပြီးတော့လူသုံးအများဆုံး service တစ်ခုရှိတယ်အဲ့ဒါကတော့မြန်မာနိုင်ငံတဝမ်းမှာရှိတဲ့ charging ပေါင်း120ကို24နာရီဝန်ဆောင်မှုအနေနဲ့ကိုယ်တိုင်အားသွင်းလို့ရမယ်စနစ်ပါဝင်ပါတယ်အဲ့ဒီ service ကိုသုံးမယ်ဆိုရင်အခု10ရက်နိုဝင်ဘာ2025ကနေစပြီးတော့ security deposit deposit 5000ကျပ်ပေးသွင်းရုံနဲ့စပြီးသုံးလို့ရမှာဖြစ်ပါတယ်။အဲ့ဒီတော့ security deposit ဆိုတာဖားတယ် အဲ့တော့ security deposit က9000ကျပ်ပေးသွင်းရတယ်ပေးသွင်းရပြီးတော့မှကျွန်တော်တို့က EV ကားတွေကိုခုနကပြောတဲ့ charging ပေါင်း120ကျော်မှာတွားပြီးတော့အသွင်းလို့ရတယ်အသွင်းပြီးတော့ post pay နဲ့ရှင်းလို့ရတယ်ရှင်းပြီးတော့ထားပါတော့ဗျာလူတရားယောက်ကနေပြီးတော့ကျွန်တော် EV ကားတွေမသုံးတော့ဘူးမသုံးတော့ဘူးဆိုပြီးတော့ security deposit 9000ကျပ်ကအလကားနေပေးလိုက်ရမှာလားဆိုတော့မဟုတ်ပါဘူးတကယ်၍တင်က EV ကားစီးရနေပြီးတော့မစီးတော့ဘူး EV ကားကိုပြန်ရောင်းလိုက်တယ်ဆိုပါစို့ပြန်ရောင်းလိုက်တယ်ဆိုလို့ရှိရင်ဒီ security deposit ကို EV နဲ့ရုံးမှာလာပြီးတော့ပြန်လာထုတ်လို့ရပါအဲ့ဒီအပြင်အခု EV နဲ့ application UI တွေပြောင်းလိုက် user interface ကြီးပြောင်းလိုက်ပြီးပို့ပြီးတော့ရိုးရှင်းသွားပြီးလွယ်ကူသွားပြီးကြည့်ရတာအရန်ရိုးရှင်းသွားပြီညာတိလားကျွန်တော်ပြီးရင်ကျွန်တော်ဖွင့်ပြမယ်အဲ့ဒီ EV နဲ့ application နဲ့မှာပဲ car insurance တွေထားမယ်ဆိုတော့တခါတည်း insurance calculator နဲ့တခါတည်းတွက်ချက်လို့ရတယ်ဥပမာမိမိကတန်ဖိုးကဘယ်လောက်လဲမိမိကတန်ဖိုးကို insurance calculator မှာထည့်လိုက်တာနဲ့မိအောက်မှာတခါတည်းဘာပေါ်လာမလဲဆိုတော့ premium ကြီးဘယ်လောက်ပေးသွင်းရမလဲဆိုတော့တခါတည်း estimate ပေါ်လာမှာပဲဖြစ်ပါတယ်အဲ့ဒီအပြင် EV နဲ့ကမြန်မာနိုင်ငံမှာအကြီးဆုံး charging network ကြီးကိုပိုင်ဆိုင်လာတာဖြစ်ပြီးတော့အခုလုပ်ငန်းရှင်တွေနဲ့လည်းသူက JV တွေလုပ်ချင်တာ JB တွေကဘယ်သူတွေနဲ့လောက်ကျင်တာလဲဆိုတော့ဟိုတယ်တွေစားတောက်ဆိုင်တွေဆေးရုံတွေ public area တွေ spa တွေ KTV တွေဒါတွေနဲ့ကိုသူက JB လုပ်ပြီးတော့လုပ်ငန်းရှင်တွေဘက်ကနေဆိုလို့ရှိရင်0% investment အနေနဲ့ဒီ charging network ကြီးကိုတည်ထောင်နိုင်မှာပဲဖြစ်ပါတယ်။သိသိသိရှိကျင်တယ်ဆိုလို့ရှိရင် EV နဲ့ရုံကိုဆက်သွယ်ဆောင်တဲ့မင်းများလို့ရပါတယ်။ Okay ကျွန်တော် application လေးတစ်ချက်ကြည့်အောင် အခုကျွန်တော်တို့က EV နဲ့ application နဲ့ဝင်လိုက်ပြီးထိတ်ဆုံးမှ charging station ဆိုတာကိုရှိပါတယ်အဲ့ဒီကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ AC ရှိတယ် DC ရှိတယ်ကျွန်တော်က DC ကိုရွေးလိုက်မယ်အောက်မှာဆိုလို့ရှိရင်အမြန်လမ်းရန်ကုန်မန္တလေးနေပြီးတော့ပဲခူး AR ဝီစသဖြင့်ဒီလိုမျိုးအများကြီးရွေးလို့ရတဲ့အချိန်မှာကျွန်တော်အခုရန်ကုန်မှာဆိုတော့ကျွန်တော်ရန်ကုန်ရွေးလိုက်မယ် show list က32ခုရှိတယ်32ခုဆိုတော့ကျွန်တော်နှိပ်ကြည့်လိုက်မယ်နှိပ်ကြည့်လိုက်ရင်ဒီမှာ list down ထွက်လာပါပြီအများကြီးထွက်လာပြီထွက်လာတဲ့နေရာမှာကျွန်တော် essential motor ကိုကျွန်တော်နှိပ်လိုက်တယ်ဆိုလို့ရှိရင်သူက ဘီးစီးရ၄ခုဖြစ်နေတယ် available တစ်ခုရှိတယ်အဲ့မှာနေပြီးတော့ကိုယ်တိုင်သွားပြီးတော့အသွင်းမဲ့ဆိုရင်သွင်းလို့ရတယ်โอเคကျွန်တော်တို့ဒီထဲမှာထပ်ပြီးစိတ်ဝင်စားဖို့ကောင်းတာက insurance calculator ထပ်ပြီးတော့ပါလာပြီကျွန်တော်တို့တစ်ချက်ကြည့်အောင်အဲ့တော့ EV နဲ့မှာဆိုလို့ရှိရင်ဘယ် EV ကောင်းအောင်မဆို insurance ထားလို့ရပါတယ်စိတ်မပူပါနဲ့ insurance ဈေးကိုဝင်လိုက်မယ်ကဲထားပါတော့ vehicle type မှာ private ကကားတန်ဖိုး3000ပေါ့ဗျာ သိန်းတစ်ထောင်ထည့်လိုက်မယ်သူက calculate နှိပ်လိုက်တာနဲ့တစ်ခါတည်းပေါ်လာတယ်14သိန်း6800ဝေးချင်ပေးသွင်းရမယ်ဆိုပြီးသူကပေါ်လာတယ် premium ကြီးဟာအဲ့တော့မိမိကားရဲ့ insurance တန်ဖိုးလဲကိုကကိုဒီမှာထည့်ပြီးတော့တွက်လို့ရပြီးလို့ရှိရင်သူတို့ဒီမှာရောင်းမှုရှိတဲ့ကားတွေလဲကျွန်တော်တို့ဝင်ကြည့်လို့ရတယ်အများကြီးပဲဒီမှာ သိန်း980ဝန်းကျင်ကနေပြီးတော့စပြီးတော့အများကြီးရှိတယ်မိမိစိတ်ကြိုက်ကားကိုမိမိရဲ့ budget နဲ့ရွေးချယ်ပြီးတော့ဝယ်ယူလို့ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ EV brand တွေ charger တွေ accessory အကုန်လုံးကိုဒီ application တစ်ခုထဲမှာတွားပြီးတော့လေ့လာကြည့်ရှုဝယ်ယူလို့ရမှာဖြစ်ပါတယ်အဲ့ဒီအပြင်ဒီ EV နဲ့မှာဆိုလို့ရှိရင် car batman ကိုလည်းလေးစားအခမဲ့ထိုးပေးသေးတယ်အဲ့ဒီ service တွေလည်းရှိတယ်အဲ့တော့ဒီ video လေးရဲ့အနည်းချုပ်ကိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ EV နဲ့ဆိုတာကတကယ် EV နဲ့ပတ်သက်တဲ့ ecosystem တစ်ခုလုံးကိုပိုင်ဆိုင်ထားတဲ့ application လို့ပြောလဲရတယ်လုပ်ငန်းလို့ပြောမယ်ဆိုလဲရတယ်ဘာကြောင့်လဲဆိုတော့ တော်ဗီဒီယိုအစမှာပြောခဲ့သလိုပဲဒီ EV တန်းမှာဆိုရင် EV ကားတွေကို brand မျိုးစုံကိုတနေရာထဲမှာလာပြီးတော့ဝယ်လို့လည်းရတယ်ရောင်းလို့လည်းရတယ်လာပြီးလေးလာကြည့်ရှုမယ်ဆိုရင်လည်းကြည့်ရှုလို့ရတယ်အဲ့ဒီအပြင်ကားဘန်းမဲ့လေးသားတွေထိုးခြင်းတယ်ဆိုလည်းဒီနေရာမှာတခါရဲထိုးရလို့ရတယ် insurance တွေဝယ်ခြင်းတယ်ဆိုလည်းဒီနေရာမှာတခါရဲဝယ်လို့ရတယ်ကားကို window flint ကတ်ခြင်းတာဆိုလည်းဒီနေရာမှာတခါရဲလုပ်လို့ရတယ်အဲ့ဒီအပြင်လူကြီးမင်းတို့က EV ကားကိုဝယ်ဝိုင်းပြီးတော့အိမ်မှာအားသွင်းဖို့เนาะ မီးလိုင်းတွေဘယ်လိုပြေးရမလဲခြားရည်ဘယ်လိုတက်ရမလဲဆိုလို့ရှိရင်လည်းဒီ EV နဲ့မှာပဲကျွမ်းကျင် technician တွေကိုယ်တိုင်လာရောက်ပြီးတော့တက်ဆင်ပေးသွားမှာပဲဖြစ်ပါတယ်။အဲ့ဒီအပြင် JV လုပ်ချင်တဲ့လုပ်ငန်းရှင်တွေ win-win situation ကိုဖန်တီးချင်တဲ့လုပ်ငန်းရှင်တွေကျွန်တော်ခုနပြောရတဲ့စားသောက်ဆိုင်တွေ၊စေယုံတွေ၊ hotel တွေ၊ public area တွေကိုပိုင်ဆိုင်ထားတဲ့လုပ်ငန်းရှင်တွေအနေနဲ့ဆိုလို့ရှိရင်လည်း EV နဲ့ကိုဆက်သွယ်ပြီးတော့ AC charging station တက်ချင်တာလား DC charging station တက်ချင်တာလားအားလုံးကိုအဆင်ပြေအောင်ဆောင်ရွက်ပေးနိုင်တဲ့လက်ဆက်ကားတိုင်းတွေ EV နဲ့ဖြစ်ပါတယ်။ကျွန်တော်ကတော့စိတ်တော်